ကဲအားလုံးပဲမင်္ဂလာရှိတဲ့မနက်ခင်းပါနော်ကျွန်တော်တို့15ရက်2025ခုနှစ်ပေါ့နော်15ရက်2025ခုနှစ်ဗုဒ္ဓဖူးနေ့ရက်မနက်7:00မိနစ်အတွက်ကိုကျွန်တော်စွန့်ထက်ပိုင်းဘိုင်းပေါ်သူပြန်လဲရောက်ရှိလို့လာခဲ့ပါပြီနော် ဆရာပြည့်တတ်ပြီးပြသွားကြလဲလို့ကောင်းလုံးပဲလိုက်မလို့ရတာအနည်းကတော့မှလိုက်မလို့လိုက်နိုင်ဘူးနောက်ဆုံးနေ့တောက်ချာနေ့ညနေစည်းမှာလိုက်မလို့လိုက်နိုင်ဘူးဒါပေမဲ့အကူမကြီးအားလုံးကိုကျွန်တော်တုံးတုံးနောက်ပိတ်ပြခဲ့တယ် ဒီငါးကိုဒီသုံးလုံးပေါင်းခြင်းငါမယ်ဆိုရင်ကျွန်တော်တို့ခွန်ထိတ်ဆိုပြီးတော့ break 10ပေါ့နော်ဒါပေမဲ့80နှစ်ဆိုတော့အသက်ကွဲတရတော့ဖြစ်သွားတာပေါ့အဲ့မှာအသက်တော့ကွဲတာပေါ့ကဲဒီကနေ့မှာတော့ကိုမရဲ့အားလုံးပဲကျွန်တော်ပြောလို့ပေါ့နော်2025ခုနှစ်ရဲ့10လပိုင်း15ရက်နေ့7နိုင်စီမှာဘာကနန်းလေးမှဖြစ်မယ်ကိုမရဲ့အားလုံးတစ်ချက်လောက်တော့ရှင်းလိုက်ပါအောင်နော်ဝမ်းသာပါတယ်တဲ့ရွေးနေရလားလို့ နော်ဒီကနေ့ကိုမိုက်အားလုံးပဲ15ရက်နော်10လ2025ခုနှစ်စနေနေ့တမိနစ်အတွက်ပါနော်အဲ့တော့ပြောနေတာလေဟုတ်ကဲ့ပါနော်ဥစုဆိုတဲ့အကောက်ပိုင်ရှင်း P5 and is that at ဥစုပေါ့ ကဲပြေးတဲ့အကုန်လုံးဝင်လာတဲ့ပြင်နဲ့အကုန်မရအားလုံး line လက်မလေးနေထားပါနော် line လက်မလေးနေထားပါမိရပြတ်နေတဲ့အတွက် line ကကြည့်ရတာတော့နည်းနည်းလေးတော့ကြီးတော့ကြီးမယ်ဒါပေမဲ့အလင်းရောင်ကျတော့နည်းနည်းအားနေနေရပြီ ဲ့ဒါကြည့်တော့ကြည့်မယ်လင်းအောင်အားနဲ့ကဲကိုမရအောင်ပဲဝင်လာတဲ့ဘယ်နဲ့လိုင်းလက်မလေးနှိပ်ထားပြကျွန်တော်ဆွတ်ထပ်ပါမှာနော်ဆွတ်ထပ်ပိုင်းကပထမရက်ကြီးကကျွန်တော်တောမှာရောက်နေလို့လိုင်းမလွှင့်ပြတာပါနော်ဘယ်လိုရောက်နေရလဲဘယ်ရောက်နေဆိုရွာပြန်နေတာသတင်းကျရွာပြန်နေတော့ကျွန်တော်ရွာမှာဖြစ်နေတာမလို့ပါကျွန်တော်ကိုမိုင်းနေကျွန်တော်เนี่ยနည်းနည်းလေး တရနှစ်ရက်လောက်ထဲပါဗျာလှမ်းဝေးတော့တယ်ဂျန်တဲ့ချိန်နေမှာကျွန်တော်ရွာနေပြီးတော့တက်နိုင်ဆုံးတဲ့အကောင်းဆုံးတော့လွှင့်ပေးနေရတယ်နော်ကဲဂူကြီးနေတဲ့ကိုမရအားလုံးပဲလိုင်းလမလေးနေထားဗျာကျွန်တော်ဒီနေ့မနေ့စီမှာကိုမရတို့ကိုအကောင်းဆုံးရှာဖွေထားရလीပြတ်တာပြေးဦးမယ်ကျွန်တော်မနေ့ကမှကျွန်တော်နေရာကိုပြန်ရောက်တာဆိုတော့လीကျွန်တော်ဒီအခုလိုင်းလွှင့်မဲ့နေရာကိုပြန်ရောက်တာဆိုတော့နည်းနည်းလေးမနေ့ကခီးရလဲပန်းသွားရကားရလဲစီးရတော့အဲ့တော့လိုက်ကမလွှင့်ပြေးဘူးဖြစ်သွားတယ် ကဲဒီနေ့မနေ့မှာတော့အကောင်းဆုံးလိုက်လွှင့်ပေးမယ်ခဏန်းလေးတွေရှိတယ်ဗျာအားလုံးပဲအသေးချာကြည့်ပြီးတော့အသေးချာလေးဒါမှတ်ထားကြပါဦးတေးသေးချာချာကြည့်ပြီးတော့တေးသေးချာချာမှတ်ထားမယ်လို့တုံညာ၅တုံညာဆိုရယ်ဒီသုံးလုံးပေါင်းမယ်ဗျနော်တုံညာရယ်၅တုံညာရယ်ဒီသုံးလုံးပေါင်းခြင်း၅ပေါ့ အဲ့သုံးလုံးပေါင်းရင်၅ကို6 6နှစ်ဒီသုံးလုံးပေါင်း၅လို့ထည့်လို့၈၄၃၃သုံးလုံးပေါင်း၅ကို၅၅၅၅ဆိုပြီးတော့ဒီသုံးလုံးပေါင်း၅နဲ့ပြန်ထည့်တာ။ကဲကိုမရေဝင်လာတဲ့ပြန်နေကျွန်တော်ရဲ့ channel လေးကိုလူသစ်တွေကတော့ server လေးကိုနှိပ်ထားပါဦးเนาะ notification ခေါင်းလောင်းလေးကိုလည်းတစ်ချက်လောက်တီးထားပါ။ ကျွန်တော်လိုက်ရွေးတဲ့အခါမှာအမြဲတမ်းဂိုမာရီရဲ့ဖုံမအချက်ပေးခေါင်းလောင်းတန်လေးကြားအောင်လို့နိုတီဘယ်ခေါင်းလောင်းလေးတစ်ချက်လောက်တီးပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားဒီနေ့အရင်တော့မှဆန်ထွက်ပိုင်းထုတ်နေကြ site တွေမှာကိုးကွက် site အများဆုံးထုတ်တယ်အခုက6ကွက် site မသုံးတော့ဘူးကနန်းတွေများလို့ဘာလို့ကျွန်တော်ကျွန်တော်ရဲ့ပြည်သက်တွေအကုန်လုံးကိုရလဲရသေးခြင်းနဲ့ပေါက်လဲပေါက်စေခြင်းနဲ့အဲ့ ခဏများတဲ့အတွက်စက်တက်ပိုင်းအကွက်ကိုတက်နိုင်လို့လျှော့သွားမှာကဲကိုမိုက်အားလုံးပဲလိုက်လက်မလေးနှိပ်ပြီးအားပေးထားပါဗျာနော်လိုက်လက်မလေးနှိပ်ပြီးအားပေးထားမှန်လေးပေါ့လက်ကလေးတင်မယ်တရောင်းနှစ်ချက်လောက်မြန်မြန်လေးတောင်းမယ်ဗျ၃ည၅၃ညဆိုလေဒီ၃လုံးပေါင်း၅ကိုဒီ၃လုံးပေါင်း၅လို့ထည့်ပြီးတော့၈၄၃၃လုံးပေါင်း၅ကို၅၅၅ဆိုပြီးဒီ၃လုံးပေါင်း၅လို့ထည့်နော် တုံညရဲ့9ရဲ့တုံညရဲ့ဒီသုံးလုံးပေါင်း9ကို9 6နဲ့သုံးလုံးပေါင်း9လို့ထည့်လို့8 4 3သုံးလုံးပေါင်း9ကို9ရဲ့9ရဲ့9ရဲ့သုံးလုံးပေါင်း9လို့ထည့်ပြီး35လို့သူဖြုတ်တာ9ရဲ့8ရဲ့9ရဲ့သုံးလုံးပေါင်းရဲ့တုံညဒီ9ရဲ့ဒီ8ရဲ့ဒီ9ရဲ့ဒီသုံးလုံးပေါင်းတုံညကို 6ရက်9ရက်9ရက်ဒီသုံးလုံးပေါင်း3ညလို့ပြန်ပြီးတော့အုပ်တာเนาะကျွန်တော်တို့ဒီမှာခွန်ရက်7ရက်9ရက်ဒီသုံးလုံးပေါင်း3ညကို6ရက်9ရက်9ရက်ဒီသုံးလုံးပေါင်း3ညလို့ထည့်လို့9 3 2ဒီသုံးလုံးပေါင်း3ညကို2 5 3 3လုံးပေါင်း3ညလို့ထည့်လို့မနေ့ကမနေ့က23เนาะ23 ွန်ရှင်ငားဆိုတဲ့သုံးလုံးပေါင်း၃ညကို6 9 9 3သုံးလုံးပေါင်း၃ညလို့ထည့်ပြီးတော့9 3 2 3လုံးပေါင်း၃ညကို2 5 3 3လုံးပေါင်း၃ညလို့ထည့်တယ်။23လုံးရိုက်တာ။အခုဒီကနေ့မနေ့စီမှာကနော် ဒီကနေ့မနေ့စီမှာကကျွန်တော်တို့6 5 4ဆိုတဲ့ဒီသုံးလုံးပေါင်း5ပေါ့နော်6ရယ်5ရယ်4ရယ်ဒီသုံးလုံးပေါင်းရင်6 5 4ဆိုတဲ့သုံးလုံးပေါင်းရင်5ကို9 2 8ဆိုပြီးတော့ဒီသုံးလုံးပေါင်းချင်း9လို့ထည့်လို့6ရယ်9ရယ်4ရယ်ဒီသုံးလုံးပေါင်း9ကို9ရယ်2ရယ်8ရယ်ဒီသုံးလုံးပေါင်း9လို့ထည့်လို့ နော်ဒီသုံးလုံးပေါင်း၅လို့ထည့်မယ်ဆိုရင်လေဒီမှာနှလုံးခွန်ရှိထားခြင်းကြောင့်နှလုံးခွန်ရှိထားခြင်းကြောင့်ရှစ်ထိတ်စီနော်ဒီသုံးလုံးပေါင်း၅ကိုဒီသုံးလုံးပေါင်း၅လို့ထည့်လို့ဒီသုံးလုံးပေါင်း၅လို့ထည့်မယ်ဆိုရင်နှလုံးပေါင်းခွန်ရှိခြင်းကြောင့်ရှစ်ထိတ် နောက်ကနေပြီးတော့ဒီသုံးလုံးပေါင်း9လို့ထည့်မယ်ဆိုရင်6ရှိခြင်းကြောင့်နှလုံးပေါင်း6ရှိခြင်းကြောင့်9ပဲ89ပေါ့နော်89ပေါ့ကဲပြေးသက်တွေဆွဲထဲမှာအပိရဲ့ပြေးသက်တွေအကုန်လုံးနေနေပေါ့နော်လိုက်လက်မလေးတွေနှိပ်ထားပြခဏန်းကရှိသေးတယ်ကျွန်တော်တို့ break တွေနဲ့ပြန်ချုပ်မယ်ခဏန်းတွေကြံသေးတယ်ဗျနော်ဒါ89ဆိုတာဆွဲထဲပိုင်းဒါကဘယ်ဟုတ်သွားမှုပြလဲဆိုတော့ဒီမူတွေကကျွန်တော်တို့ ဒီမူရီမှာကြတော့ကျွန်တော်တို့ဘယ်လိုသွားပြလဲဆိုတော့ website 10ခွဲမူမှာသူသွားပြတဲ့ခဏမ်းမျိုးပေါ့ဒီခဏမ်းနေရနော်။ဘာလို့ဆိုတော့ရှေ့ခဏမ်းနေနဲ့နောက်ခဏမ်းနေနဲ့တွဲလုံးရိုက်တဲ့ခဏမ်းလေးတွေပေါ့နော်။ခဏမ်းအနေမှာကျွန်တော်တို့မှောက်ွက်တစ်ခွက်ကြော်ရရာရှိတယ်နော်။မှောက်ွက်တစ်ခွက်ကြော်ရရာရှိတယ်ဆိုတာက 4 8 9ဆိုတဲ့ဒီသုံးလုံးပေါင်းခြင်းဒီ1 4ရဲ့8ရဲ့9ရဲ့ဒီသုံးလုံးပေါင်း1ကိုတဲ့ဒီမှာနှလုံးပေါင်းခြင်း26ဆိုတဲ့ break နဲ့တပင်းကျော်ထိတ်နဲ့လှန့်ပေါင်းမှာမနဲ့စည်းထိတ်နဲ့ဒီသုံးလုံးပေါင်း1ကိုဒီသုံးလုံးပေါင်း1လို့ထည့်ရတော့3ထိတ်ဒီသုံးလုံးပေါင်းခြင်းကျွန်တော်တို့6ကိုဒီသုံးလုံးပေါင်းခြင်း6လို့ထည့်တာ1ထိတ်နော်ဒီသုံးလုံးပေါင်းခြင်း1ကိုဒီသုံးလုံးပေါင်းခြင်း1လို့ထည့်တယ်ဒီသုံးလုံးပေါင်းခြင်း 6ကိုဒီ3လုံးပေါင်းရင်6လို့ထည့်ပြီးဒီ3လုံးပေါင်းရင်9ကိုဒီ3လုံးပေါင်းလို့9လို့ထည့်မယ်ဆိုရင်နှလုံးပေါင်းရင်10ရှင်းကြောင့်9ဖြစ်အောင်ထည့်မယ်ဆိုရင်9ထိပ်စီပဲเนาะ9ထိပ်စီပဲဒါ9ထိပ်ပေါ့ကျွန်တော်တို့အဲ့မှာ brain နဲ့ပြန်ချုပ်ပြီးတော့ awkward ထောက်ရမယ်ခဏလေးတွေကြံပါသေးတယ်ကျွန်တော်ကိုမိုင်အားလုံးပဲ channel လေးကို subscribe လေးနှိပ်ထားပါเนาะဒီကိုနောင်ကြီးတဲ့ ပါစေတွက်ဆိုင်ကပါစေတွက်ဆိုင်ကဘာဖြစ်လဲမသိဒီမှာကျွန်တော်တို့3ည4ခုဆိုရဲဒီ3လုံးပေါင်းခြင်း3 3ည4ရဲ့9ရဲ့3လုံးပေါင်း3ကို953 3လုံးပေါင်း3လို့ထည့်9ရဲ့2ရဲ့8ရဲ့9နှစ်8 3လုံးပေါင်းခြင်း9ရဲ့2ရဲ့8ရဲ့3လုံးပေါင်းခြင်း9เนาะ အဲ့သုံးလုံးပေါင်းခြင်း5ကို၈၅၂၃သုံးလုံးပေါင်းခြင်း5လို့ထည့်လို့၄ရယ်၉ရယ်၈ရယ်၄၉၈၃သုံးလုံးပေါင်းခြင်း1၄၄၉၈၃၃သုံးလုံးပေါင်းခြင်း1ကို9ရယ်3ရယ်နှလုံးထဲပေါင်း၈၈ညောင်း1ဖြစ်အောင်ဆိုရင်ကျွန်တော်တို့၃ထိပ်စီးနော်ဒီကောင်လေးရတာ break ဒီနဲ့ပြန်ချုပ်ပြီးမှ all ွက်ရိုက်လို့ရမှာပါလို့နော် ရည်ရည်နဲ့ချုပ်ပြီးမှဩကွက်ထုတ်ပြီးတော့ရိုက်ရမယ်ခနန်းလေးတွေပါเนาะငါးထိတ်စိုက်ကပြီးမှာတဲ့ငါးထိတ်စိုက်ကတော့ပြီးမှာတော့ဆွမ်းထပ်ပါရတော့ကြိုက်တယ်အိုက်ဆိုင်တွေကိုကြိုက်တယ်တကယ်ကြိုက်ပါတယ်လို့เนาะကျွန်တော်တို့ဒီက brake side ကလေးကိုကျွန်တော်တော်တော်လေးကြိုက်တယ်ဗျ brake side ကယဉ်ယဉ်လေးနေနဲ့ဆွဲသွားတယ်ဗျဒါလုံးမိုက် side ကလေးတွေအရင်ပြနေရနော်ခနန်းကလုံးမိုက် side ကလေးတွေယဉ်ပြနေတာ အဲ့မှာကျွန်တော်တို့ဒီမှာ3ည4ကိုဆိုရဲဒီ3လုံးပေါင်း3ကို3ည4ရဲ့9ရဲ့3လုံးပေါင်း3ကို8 2 3ဆိုရဲဒီ3လုံးပေါင်းလဲ3လို့ထည့်တယ်နော်9 3 8ဆိုတဲ့ဒီ3လုံးပေါင်းကြီး6ကို9ရဲ့3ရဲ့8ရဲ့3လုံးပေါင်း6ကိုငါရဲ့3ရဲ့8ရဲ့3လုံးပေါင်း6 9380ဆို3လုံးပေါင်း6ကို992ဆိုတဲ့3လုံးပေါင်း6လို့ထည့်တယ်။ကောလာပြဝရဲ့စိုက်နေရတဲ့နည်းနည်းလေးစင်နေနော်။3649ဆိုတဲ့ဒီ3လုံးပေါင်းချင်း3က3649ပဲဒီ3လုံးပေါင်းချင်းလည်း3ပဲ။အဲ့ဒီ3ကိုခုနကပြသွားတာက268နော် sorry sorry တစ်ခုချင်းပြမှာနှစ်ခုရောရင်တော့ရှုပ်တော့မှာမားထိတ်လာမှာတဲ့မနေ့ကကျွန်တော်ကလည်းမားထိတ်ပဲပြမှာလीစောတဲ့ပိုင်းလည်းမားထိတ်ပဲပြမှာဒီမနေ့တုံညာလေးကိုဒီသုံးလုံးပေါင်းရင်သုံးကို၈၂၃သုံးလုံးပေါင်းရင်သုံးလို့ထဲ၅၃၈၃သုံးလုံးပေါင်းရင်၆ကို၉၅နှစ်ဆိုတဲ့သုံးလုံးပေါင်းရင်၆လို့ထဲလို့၄နှစ်၈ဆိုတဲ့ဒီသုံးလုံးပေါင်းရင်ဒီ၄ကိုနော် ဒီ၃လုံးပေါင်းလို့၄လို့ထည့်မယ်ဆိုရင်၄လုံးပေါင်း၃ရှင်းကြောင့်၄ဖြစ်အောင်သူတို့ပြောတယ်မထိတ်စီတစ်ထိတ်စီနော်မထိတ်တစ်ထိတ်စီဒီ၃လုံးပေါင်းခြင်း၄ကိုဒီ၃လုံးပေါင်းခြင်း၄ဗရိတ်ဒီ၃လုံးပေါင်းခြင်း၄ကိုဒီ၃လုံးပေါင်းခြင်း၄၄ရှင်းကြောင့်ဗရိတ်ရှိဒီ၃လုံးပေါင်းခြင်း 8ကို4ကို3လုံးပေါင်းခြင်း8ကိုဒီ3လုံးပေါင်းခြင်း8 3ရှိညောင်ပရိင္ကဲကိုမိုက်အလုံးပဲလိုက်လက်မလေးနှိပ်ထားပြန်နော်ကဲကိုမိုက်အလုံးပဲလိုက်လက်မလေးနှိပ်ထားပါကျွန်တော်ကိုမိုက်လိုက်လက်မလေးနှိပ်ထားပါ channel ကို subscribe လေးမနှိပ်ရသေးရင်နှိပ်ထားပါဗျာနော်9 9 2ဆိုရဲ3လုံးပေါင်းခြင်း2ကို4ရှိညောင်ပရိင္ 8 3လုံးပေါင်းရင်2လို့ထည့်4 5ကိုဆိုရဲ3လုံးပေါင်းရင်8ကို3 2 3 3လုံးပေါင်းရင်8လို့ထည့်လို့3ရှိရင်ကြောင့်ဘရိ5 3 3 8ဆိုရဲ3လုံးပေါင်းရင်4ကို3ရဲ့3ရဲ့8ရဲ့3လုံးပေါင်းရင်4ကို2ရှိရင်ကြောင့်ねကျွန်တော်တို့ဒီမှာဘရိဘာထည့်ရမလဲ2ရှိရင်ကြောင့်ဘာဘရိထည့်ရမလဲ2ရှိရင်ကြောင့်ဒီ3လုံးပေါင်းရင်4ကိုဒီ3လုံးပေါင်း4လို့ထည့်မယ်ဆိုရင်2ရှိရင်ကြောင့် နှစ်ဘရိတ်နော်နှစ်ဘရိတ်ဒါနှစ်ဘရိတ်နှစ်ဘရိတ်ပြင်ဟိုကျွန်တော်နောက်ထပ် brake cycle တစ်ချက်ပြမယ်ဗျာနော်စတဲ့ပိုင်းဒီမနေ့ကတော့မြူးမြူးကြွကြွလေးနဲ့အားလုံးကိုရစေချင်ပါတယ်နော်နောက်ထပ်ကျွန်တော် brake cycle တစ်ချက်ကိုမတွေကိုထပ်ပြီးတော့ညွှန်ပြပေးမယ်ကဲကြိုက်ရဆိုရင် live လမလေးတွေနှိပ်ထားပါအောင်နော် ကျွန်တော်တို့လေးခွန်ဆိုတဲ့ဒီကျွန်တော်ပရိသတ်ထဲမှာအခုပြမဲ့ပရိသတ်ကိုပို့ကြိုက်တယ်နော်စွမ်းထပ်ပိုင်းအခုပြမဲ့ပရိသတ်ကိုပို့ကြိုက်တယ် channel ကို subscribe မနှိပ်ရသေးတဲ့သူတွေအားလုံးက subscribe လေးကိုနှိပ်တာနော်ကျွန်တော်စွမ်းထပ်ပိုင်းကိုကိုမရေတကယ်ချစ်တယ်တကယ်ယုံကြည်ရဆိုရဲ့သူတွေက like လက်မလေးတွေနှိပ်ထားပါအောင်နော်ဒီနေ့ညညနေကျွန်တော်တနာ yı ခွဲနဲ့နှစ်နာရီခွဲကြမှာစွမ်းထပ်ပိုင်းရဲ့ live show ကြီးရှိပါအောင်မယ်လို့နော်အခုကကျွန်တော်တို့ live လွှင့်နေဆိုတာကဒီနေရာ live လွှင့်လို့ရတဲ့နေရာလေးတခုမှ live ကောင်းတဲ့နေရာလေးတခုရောက်နေပြီပေါ့နော် ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တဲ့၄ခွန်၈ပေါ့ခွန်၄၈ဆိုရဲ၃လုံးပေါင်း၉ပေါ့ဒီ၃လုံးပေါင်း၉ကို၃ညာ၄၅ဆိုရဲဒီ၃လုံးပေါင်းချင်း၉လို့ထည့်လို့၂၆၅ဆိုရဲဒီ၃လုံးပေါင်းချင်း၃ကို933 935သုံးလုံးပေါင်း3လို့ထည့်ပြီးတော့995ဆိုတော့ဒီသုံးလုံးပေါင်းချင်း9ကို423သုံးလုံးပေါင်း9လို့ထည့်ပြီးတော့เนาะဒီသုံးလုံးပေါင်းချင်းကျွန်တော်တို့ သုံးသည်ဒီသုံးလုံးပေါင်းလို့သုံးလို့ထည့်မယ်ဆိုရင်ဘာပရိဖြစ်မလဲကိုမကြီးပရိမရင်ပရိဆွဲမယ်ဆရာတဲ့ကျွန်တော်ပြီးတဲ့ကဏ္ဍနဲ့ကျွန်တော်ကတော့ကျွန်တော်ဒီလုံးပိုင်းနဲ့ကျွန်တော်အဲ့ပရိရင်နဲ့ကတ်မှာနော်ပရိကတော့ဒါပေမဲ့ကျွန်တော်ဒီပရိကိုပူကြိုက်တယ်အခုပြတဲ့၃ညပရိကိုနော်တိလိုက်လားမသိ၃ညပရိပြလိုက်တာ တုံများပြိပြလိုက်တာစွမ်းတပ်ပိုင်ပြလိုက်တာတိလိုက်မလို့ပြအဲ့ပြိကိုပိုကြိုက်ပါတယ်လို့နော်မဘလို့လဲဆိုတော့သူကလေးပင်ကူဆိုင်ဖြစ်နေလို့ကျွန်တော်ကကြိုက်တာလေးပင်ကူဆိုင်တွေဒီရက်ထဲမှာပေးနေရတော့အကိုတွေမှတယ်ကျွန်တော်ပြသွားတဲ့ဆိုင်တွေထဲမှာလေးပင်ကူဆိုင်တွေရှိတယ်ပထမရက်ကပြထားတာတွေမှာကြတယ်နော်ပြိတွေဆိုင်တွေကကြတယ်ကြတယ်နော်ဒီမှာဒီသုံးလုံးပေါင်းချင်းကျွန်တော်တို့ ဒီလေးကိုဒီ brain နဲ့ပေါင်းရင်ဒီကျွန်တော်တို့ shift ပေါ့အဲ့ဒါကိုသူကဒီနှလုံး shift ဖြစ်ရမှာအဲ့မှာတစ်ချက်တည်းပေါက်တာနော်ဒါကြောင့်မို့ကျွန်တော်ပြခဲ့တဲ့ထောက်လျှောက် site တွေမှာတော့မှန်တာပြအများတယ်ကိုမလေးနော်အဲ့လေးကိုသိဖို့ပေါ့သူကဒီမှာကျွန်တော်တို့ပါဝါအောင်ပြန်ထောက်နေတဲ့ညနေစီအတွက်ကိုကျွန်တော်တို့ဒီမှာဒီ3ရက်ဒီ6ရက်3လုံးဒီမှာ4ဗျာ4ရက်5ရက်9ရက်3လုံးပေါင်း6ကို ဒီနှလုံးရှစ်လို့ဖြစ်ရမှာတော့ဒီမှာနှလုံးရှစ်ရနေပြန်သုံးလာတာဒီ3နှစ်ရှစ်ဆိုရဲသုံးလုံးပေါင်းခြင်းရှစ်ကိုသုံးကိုဒီနှလုံးသုံးရမှာတော့ဒီမှာရှစ်ရပြန်သုံးလာတယ်နော်ခဏနေပါဝါနဲ့လှန်နေတယ်ညနေစီသုံးညတစ်ချက်လောက်ကြည့်ကျင်နေတယ်သုံးညတစ်ချက်လောက်ကြည့်ကျင်နေဆိုရင်သုံးညဘရိတ်ကကျွန်တော်ပြန်ပြပေးမယ်လေး လေးခွန်ဆိုရက်ဒီနှလုံးပေါင်းရင်1ကိုဒီ8နဲ့3လုံးပေါင်းရင်ကိုလေးခွန်8 3လုံးပေါင်း9ကို3 4 5ဆိုရက်3လုံးပေါင်း9လို့ထည့်တာဒီမှာ3ရရှိရင်ကြောင့်ကျွန်တော်တို့ break ဒီ break 9ဒီ3လုံးပေါင်း9ကိုဒီ3လုံးပေါင်း9လို့ထည့်မယ်ဆိုရင်3ရရှိရင်ကြောင့် break 9နော်တက္ကနှစ်ရ6ရ5ရဒီ3လုံးပေါင်းရင်းဒီကျွန်တော်3လို့ရတယ်ဒီ3လုံးပေါင်း3ကိုဒီမှာ5ရှိရင်ကြောင့်ဒီ5နဲ့ဒီ3လုံးပေါင်း3လို့ဖြစ်မယ်ဆိုရင် ငါးရှိရင်ကြောင့်ကျွန်တော်တို့သုံးလို့ဖြစ်မဲ့ဆိုရင်ဒီမှာပြိဋ္ဌိပေါ့ကျွန်တော်တို့ငါးရဲ့ကိုးရဲ့ငါးရဲ့ပေါ့ငါးကိုးငါးဆိုရယ်ဒီသုံးလုံးပေါင်းကိုးကိုဒီသုံးလုံးပေါင်းကိုးလို့ထည့်တာကဒီမှာ၄ရှိရင်ကြောင့်ပြိဋ္ဌိငါးเนาะဒီသုံးလုံးပေါင်းကိုးဖြစ်ဖို့တော့ဒီ၄ရှိရင်ကြောင့်ပြိဋ္ဌိငါးပေါ့เนาะအဲ့မှာကျွန်တော်တို့၈၂ရဲ့၈ရဲ့၃ရဲ့ဒီ၃လုံးပေါင်း၃ကိုဒီမှာ၃ရှိရင်ကြောင့်ဒီ break နဲ့၃ဖြစ်အောင်ဆိုရင် ီ3လုံးပေါင်း3ကိုဒီ3လုံးပေါင်း3လို့ထည့်မယ်ဆိုရင်ဒီမှာ3ရှိတာပြီ3ရှိဖို့အတွက်ကကျွန်တော်ကဒီမှာ3ညပြိတ်ကြမှသာလျှင်ဒီ3လုံးပေါင်း3ဖြစ်မှာလीနော်အဲ့တော့ကျွန်တော်ကဘုံမတွေကိုကျွန်တော်ကအခုရရတဲ့ပရိက3ညပြိတ်ကလေးကိုပို့ကြိုက်ပါတယ်လို့နော်ကနန်းကတော့ကျွန်တော်ဒီမှာဒီကနန်းလေးတွေကိုအဲ့ပရိတ်2မျိုးနဲ့အခုအထိုင်နဲ့ပြန်ကတ်မှာပါလို့နော်အဲ့တော့ကျွန်တော်ကဘုမာကြီးကျွန်တော်ရဲ့ live ကိုကြည့်နေပါတယ်ဆိုရယ်သူဒီခဏလေးကိုလည်း ဆန္ဒရှိရင်လည်းထိုးကြပေါ့စာထပ်ပိုင်းကတော့အကောင်းဆုံးပြီးနေမှာပါလို့နော်အဲ့တော့ကျွန်တော်ဒီမှာ89ဆိုတဲ့ကနေလီခုနကတပောက်ဝင်တပောက်ဆိုင်နဲ့ main ကနေဖြစ်ပါတယ်အာတော့ထိုးရပါမယ်နော်ဒီကောင်းဒီ main ကနေမှာအဲ့မှာကျွန်တော်တို့ဒီထဲမှာမှာ50နဲ့9 39 19ပေါ့ ဒီကောင်းလေးလဲအာရပါမယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒါကခနန်းစီရောမှာသွားတဲ့ခနန်းပေါ့နော်အဲ့ဘရိတ်နဲ့ပြန်ချုပ်တဲ့အခါမှာရှစ်ကိုနှစ်ဖြစ်အောင်ဆိုရင်ရှစ်လေးငါးကိုနှစ်ဖြစ်အောင်ဆိုရင်ငါးခွန်ဘရိတ်နှစ်နဲ့ပြန်ချုပ်တာနော်သုံးကိုနှစ်ဖြစ်အောင်ဆိုရင်39အပေါ်မှာပါပြီးသွားပြီတကွက်ဖြတ်ပြီးလို့ရတယ်ဒီကောင်းကနော်ကျွန်တော်တို့1ကိုနှစ်ဖြစ်အောင်ဆိုရင်1ပူးပေါ့ နော်ကနန်းကအားရမယ်လို့အကုန်ပြောပြီးသားနော်ဒါမေတ္တာစီနာနဲ့အားလုံးမျှဝေပေးနေကဲ၈ကို၃ညဖြစ်အောင်ဆိုရင်82ငါ့ကို၃ညဖြစ်အောင်ဆိုရင်ငါဘူး၃ကို၃ညဖြစ်အောင်ဆိုရင်၃ခွန်၁ကို၃ညဖြစ်အောင်ဆိုရင်၁ကိုဒီမှာပါပြီးတော့ရေးတော့ဦး၁ကိုကကနန်းတော့ဒီမနေ့မှာကျွန်တော်ကတော့မာဘီကိုပူကြိုက်ပါတယ်မာဘီဆိုတာမာနှလုံးပေါင်းမာနှလုံးကြမဲ့ကနန်းပေါ့ ဥပမာဗျာပြောရမယ်ဆိုရင်ဒီ19ပေါ့19 59 59ဒီကောင်မာပြီးဒီ30ခွန်မာပြီးအဲ့မာပြီးတွေကိုဆွဲထက်ပိုင်ပူကြိုက်ပါတယ်လို့နော်82နဲ့30ခွန်ပူကြိုက်တယ်တဲ့ဟာဟိုက်30ခွန်ကြီးတောင်ပူကြိုက်ခြင်းနေတာကျွန်တော်ကမာပြီးဖြစ်လို့82နဲ့30ခွန်ကိုကြိုက်မယ်ဆိုရင်တော့မာပြီးဖြစ်လို့ဆွဲထက်ပိုင်ဒီကောင်ကိုကြိုက်တယ်ဘရိတ်ကတော့ဒီမနေ့မှာနော်30ဘရိတ်ပေါ့အကောင်းဆုံး၃ညဘရိတ်အကောင်းဆုံးတော့ကြိုက်တာပဲ အဲစောတပိုင်းတော့ဒီဘွဲမှာထုတ်ထားတဲ့ပတ်တိကတော့ထွက်သွားပြီလို့နော်ပတ်တိထွက်သွားပြီအခွေကျန်ရှိနေပါသေးတယ်စောတပိုင်းရဲ့ညာလေးဆိုတဲ့အခွေဘူးမှာတော့မထိုးကြဘူးလေသူလေနော်ညာလေးအခွေဒီကောင်ကတော့မွေးခွေနော်ညာလေးကမွေးခွေညာလေးမွေးခွေပါနော် ခုမှကြည်တာတဲ့ရှင်းငါတုံတဲ့လိုင်းလေးတစ်ချက်ထောက်သွားတာပါလို့နော်ဘေးပြတ်သွားလို့ကဲအားလုံးပဲအဆင်ပြေကြပါစေလို့နော်ကျွန်တော်စီမှာအခွေတောင်းတဲ့လူမရှိတဲ့အတွက်အခွေမတင်ပါဘူးလို့နော်ဒါဒီကနေ့ရဲ့နေ့တာကလစ်ဒီကနေ့15ရက်10လ2025 7:00နာရီတမိနစ်အတွက်ကဲအားလုံးပဲထုတ်ကြပါ